ဒီနေ့ခေတ်မှာငွေနဲ့ဝယ်လို့ရရှိနိုင်တဲ့အရာတွေအများကြီးပဲရှိပါတယ်။ဥပမာလိုချင်တဲ့အိမ်ကအခြားစိငံပစ္စည်းတွေလိုမျိုးပေါ့။ဒါပေမဲ့အဲ့ဒီအရာတွေတက်ပိုရေးကြည့်တာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့အနာဂတ်၊ကိုယ့်ရဲ့အိမ်မက်ပြီးတော့ကိုယ့်ရဲ့ပင်ကိုအနှင်းရသားကိုရယူပေးပဲဖြစ်ပါတယ်။ဒီလိုအိမ်မက်တစ်ခုကိုအကောင့်ထဲပေါ်နိုင်ဖို့ကိုဒေါ်လာသိန်းကြီးခုန်ကြားခံခဲ့တဲ့လူတစ်ယောက်ရှိပါတယ်။သူဟာသူ့ရဲ့စိတ်ကူးအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်မြင်များသည့်ပိတ်ဆက်ခဲ့ရတဲ့လေဆိုတာကိုဒီဗီဒီယိုလေးမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ယောက်ျားတယောက်ဖြစ်ကနေကိုရီးယားမိန်းကလေးတယောက်ဖြစ်သူခွဲစိတ်ပြပြင်းခဲ့ပြီးနောက်ပြန်လည်ပြီးစိတ်ပြောင်းသွားရတဲ့အိုလီလန်နန်တောင်းကိုပြပြတ်သွားမှာပဲဖြစ်ပါတယ်အိုလီလန်နန်ကိုအင်္ဂလန်မှာမွေးဖားခဲ့ပါတယ်။အင်္ဂလန်သားတယောက်ဖြစ်ပေမဲ့သူ့စိတ်ကတော့အမြဲတမ်းတခြားနေရာကိုရောက်ရှိလို့နေခဲ့ပါတယ်။2013ခုနှစ်မှာကိုရီးယားကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီးကိုရီးယားလူမျိုးတွေကိုအလုံးမင်းအားကြလာခဲ့ပါတယ်။ ဖြူစိုးနေတဲ့သားရေတွေလှပညီညာလုံးနဲ့မျက်နာတွေနဲ့အောင်မြင်ကျော်သားတဲ့ K-pop culture တွေကိုအားကျလာကကိုရီးယားလူမျိုးတစ်ယောက်ဖြစ်စဉ်လာခဲ့ပါတယ်။အိုလီဟာ BTS ကဂျီမင်ကိုအလွန်သဘောကျတယ်လို့ဆိုပါတယ်။ဖန်တယောက်အနေနဲ့စိုက်နှစ်တန့်ရုံမဟုတ်ပဲဂျီမင်နဲ့တပုံစံနဲ့တူတင်တယ်လို့ဆိုလာပါဗါရဲနောက်ပိုင်းမှာတော့တကယ်ပြောင်းလဲဖို့ခွဲစိတ်မှုတွေစတင်လာပါတော့တယ် နှာခေါင်းကိုစပြင်းနဲ့ထို့နောက်မျက်ခုံမျက်ခွန်မေးရိုးတွေတစ်ခုပြီးတစ်ခုခွဲစိတ်လုပ်ခဲ့ပါတယ်။အိုလီငငယ်ကသူ့နှာခေါင်းနဲ့ပတ်သက်ပြီးအမြဲစောင့်နောက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ခုတော့စောင့်နောက်ခံခဲ့ရတဲ့အဒီအရာကိုလုံးဝပြောင်းလဲပစ်လိုက်ပါပြီ။ကိုရီးယားတခွင်တရုတ် အာမေးနီးယားပိုလန်နဲ့တာကီစတဲ့နိုင်ငံပေါင်းများစွာကိုတွားရောက်ပြီးခုနှစ်နီးပါးခွဲစိတ်မှုကောင်32ခုကိုလုပ်ခဲ့ပါတယ်။ မျက်ခွန်ခွဲစိတ်မှုတွေမေးရိုးပုံပြောင်းတာတွေနှာခေါင်းခွဲစိတ်မှုတွေအသားဖြူစေးထိုးတာတွေနဲ့မျက်နာကိုမိန်ကလေးပုံစံပေါအောင် ပြုပြင်များတွေလုပ်ခဲ့ပါတယ်။ကိုရီးယားမိန်ကလေးတယောက်ဖြစ်လာဖို့ခွဲစိတ်မှုပေါင်းများစွာကိုဒေါ်လာ9သိန်းကျော်လောက်ကုန်ကြကန်ခဲ့တယ်လို့ဆိုပါတယ်။ဘာတွေဘလောက်ကုန်ကြတယ်လဲဆိုတာကြည့်လိုက်ရအောင်နော်။ မျက်နာတစ်ခုလုံးကိုခွဲစိတ်ပြုပြင်တာဒေါ်လာ9000နီးပါးကိုရီးယားသားရင်နဲ့တူအောင်သားဖြူစည်းတွေထိုးတာဒေါ်လာ3000ကျော်အစီအစထိုးသေးတွေကော်လာဂျင်တွေထိုးတာတွေကဒေါ်လာ2000ကျော် K-pop star တယောက်လိုအမြဲနှုတ်ပြုံနေဖို့ပုံမှန်ထိုးရတဲ့ border တွေ Ferrari ကဒေါ်လာ1000ကျော်မျက်ခုံးခွဲစိတ်ထားနှာခေါင်းပြုပြင်တာတွေကဒေါ်လာ3000ကျော်နဲ့လိန်ပြောင်းလဲတာနဲ့ဟော်မုန်းဆေးတွေကဒေါ်လာ2000ကျော်ကုန်ကြပြီးနောက်ဆုံးမှာတော့ကိုရီးယားမျိုးသမီးတယောက်ဖြစ်လာခဲ့ပါတယ် ူလိုချင်တဲ့ပုံစံမရမချင်းနေပေါင်းများတော့ခွဲစိတ်ပြပြင်လာခဲ့တာပဲဖြစ်ပါတယ်။နာမည်တွေဝစ်စားစင်မှုတွေကစအကုန်ပြောင်းလဲခဲ့ပါတယ်။ K-pop တွေရဲ့ fashion အတိုင်းဝစ်စားစင်ပြီး model တယောက်ဖြစ်လာခဲ့ပါတယ်။ Olia ၆လလောက် Korea transgender မျိုးသမီးဖြစ်နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်တွင်းထဲမှာတော့တခုခုမှားယဉ်နေတယ်လို့ခံစားနေရတယ်လို့ပြောလာခဲ့ပါတယ်။အိုလီရဲ့ပြုပြင်ပြောင်းလဲခြင်းဟာသူ့အတွက်အောင်မြင်ကြော်ကြားမှုတွေယူဆောင်လာခဲ့ပါတယ်။ဒါပေမဲ့ပျော်ရွှင်နေနေမှုကိုတော့မရနိုင်ခဲ့ပါဘူး။ ။အိုလီငငယ်တုန်းကမြဲလိုလိုအနိုင်ကျင့်ခံခဲ့ရပါဗါ။အခုအောင်မြင်ကြောကြားလာတဲ့အခါမှလည်းအွန်လိုင်းကတိုက်ခိုက်မှုတွေသူ့ကိုယ်သူယောက်ျားလားမိန်းမလားဝေခန့်မရတဲ့ identity confusion တွေရဲ့နောက်ဆုံးမချိတ်မတိမငြိမ်ဖြစ်လာပါတော့တယ်။အိုလီကသူ့ဦးဒီတို့ခွဲစိတ်ပြုပြင်လိုက်တာဟာပျော်ရွှင်မှုကိုရှာတွေ့မယ်ထင်တဲ့လောက်ခဲ့တာလို့ဆိုပါရယ်။ဒါပေမဲ့ဒီပျော်ရွှင်မှုနောက်လာရင်းနဲ့ပဲလမ်းပြောင်းနေတယ်လို့ဆိုလိုပါရယ်။ သူဟာသူ့လောရက်တွေကိုနာနာရလာပြီးသူ့ရဲ့ပုံစံဟာနာကျင်မှုတွေလိုရင်းဆန္ဒတွေရဲ့မျက်နှာပေါင်းတစ်ခုတက်တက်ပဲလားဆိုတဲ့အတွေးတွေဝင်လာပါတော့တယ်။ဒီလိုနဲ့2022ခုနှစ်နောက်ပိုင်းမှာတော့အိုလီတယောက်ဟာရှော့ရစရာတန်တားချက်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။ဒါကတော့သူယောက်ျားတစ်ယောက်ဖြစ်အောင်ပြန်ပြုပြင်တော့မယ်ဆိုတာပါပဲ။တဖြည်းဖြည်းချင်းဖြစ်ပွင့်မှုတွေပြန်လုပ်ပြီးယောက်ျားတစ်ယောက်ဖြစ်ပဲဆက်လက်နေထိုင်မှာတော့တယ်။အိုလီတယောက်သူ့ရဲ့အစွဲလမ်းတွေဆိုရှယ်မီဒီယာနဲ့လွှမ်းမိုးမှုတွေအကြောင်းပြန်ပြန်ရခတ်တဲ့အကြောင်းလဲတွေကိုလောက်ခဲ့မိတာနောက်နောက်ရကြောင်းသူ့ရဲ့ this transition ဆိုတဲ့စာအုပ်မှာဝန်ခံရေးသားခဲ့ပါတယ်။ပရိသတ်တို့ရဲ့အိုလီရဲ့ဇလန်းဟာလိမ်ပြောင်းလဲခြင်းနဲ့ယောက်ျားတစ်ယောက်ကြောင်းတသက်မဟုတ်ပါဘူး။ perfect ဖြစ်ရမယ်၊ချုံမောလာပါရမယ်ဆိုတဲ့လူပတ်ဝန်းကျင်ရဲ့စံနှုန်းတွေ၊ social media ရဲ့လွှမ်းမိုးမှုတွေ၊လူအချင်းချင်းဘူလီလုပ်ကြတာတွေကိုထင်ဟပ်စေတဲ့ဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အင်္ဂလန်ကနေကိုရီးယားကိုရောက်လာခဲ့တဲ့ငွေတန်းကြီးကုန်ကြကန်ကကိုရီးယားမှာမိမတယောက်ဖြစ်နေထိုင်ခဲ့တယ်။ နောက်ဆုံးတော့ယောက်ျားတယောက်ဖြစ်ပေအင်္ဂလန်ကိုပြန်လာခဲ့တယ်။ဒီလိုဖြစ်ပျက်ကိုတင်ကိုရိုင်းကြုံရမယ်ဆိုရင်ဘလို့ဆုံးဖြတ်ချက်တွေချမိလိမ့်မလဲ။အောက်မှာ comment လေးတွေရေးခဲ့ကြပါဦးနော်။ plastic surgery တွေလို့လိမ်ပြောင်းလဲခွဲစိတ်မှုတွေလုပ်ပြီးနောင်လာရက ပြန်လဲခွဲစိတ်ခဲ့တဲ့ Oli Lennon ရဲ့ဇလန်းကတော့ဒီလောက်ပါပဲပြည့်တကြီး။ဒီဗီဒီယိုလေးကိုကြည့်နေသက်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။